အခွေးဥပြည့်ရောဂါကကျွန်တော်တို့ဟိုမက်ဒီကယ်တန်ရဆိုရေဗီစ်ပေါ့နော်ရေဗီစ်ကိုခေါ်တယ်အာသူကတော့ဒီ rabies virus တောင်းမို့ကျွန်တော်တို့အာ lisa virus လို့လည်းခေါ်တယ်ပေါ့နော်အဲဒီ virus ကနေပြီးတော့မှဒီလူ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 ကိုကူးစက်ပြီးတော့မှအာဒီသူ့ရဲ့ရောဂါလက္ခဏာတွေခံစားပြီးတော့မှဖြစ်တဲ့ရောဂါပေါ့အဲ့ဒါကတော့ကျွန်တော်တို့ခွေးဥပြန်ရောဂါလို့ပဲအ သုံးလုံးကြရတယ်ပေါ့ပြန်မလို့ဆိုရင်တော့ပေါ့ဒါမှခွေးတွေမကအောင်ကျန်တဲ့အဲ3ဒီ tradition တွေကပါကုဆတ်နိုင်တဲ့ယောဂတစ်ခုဖြစ်တယ်ပေါ့အဲဒီ tradition ကနေပြီးတော့မှခွေးပြန်ယောဂပူတည်ဆောင်လာတာပေါ့နော်အဲအိမ်ဝိတ္တိဆန်ဆိုလကောင်းပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကျန်တဲ့ပဝန်းကျင်မှာရှိနေတဲ့ ခွေးရှိမယ်ကြောင်ရှိမယ်အဲကျန်တဲ့ကျွန်တော်ဒီကြွက်တွေပေါ့နော်အဲတိရိစ္ဆာန်တွေမှာဒီယောဂဘူတခြားသောဟိုတိရိစ္ဆာန်တွေကလည်းတဆင့်တဆင့်ကူးဆက်ပြီးတော့မှလူကိုကြိုက်တယ်လူချစ်မိကုန်မိတယ်အဲအဲ့ဒီအခါမှာအဲဒီယောဂဘူကလည်းပြီးတော့ကျွန်တော်တို့ရဲ့အဲဒီလူခန္ဓာကိုယ်ထဲမှာရောက်ရှိပြီးတော့မှဒီလူခန္ဓာကိုယ်တော့သူကအဓိကဖြစ်စေတာတော့ဒီအုံနောက်ကူကြောင်ကြောင်စီတယ်ပေါ့နော် အဆပ်လိုက်တစ်လို့ခေါ်တယ်။အုံတော့ရောင်ရောင်ရောင်ပြီးတော့မှဒီယောဂလက္ခဏာတွေကတော့အဲများစွာရှိရှိတယ်ပေါ့နော်။ဒီခွေးပြန်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတသက်ရှိနေတယ်ခွေးပြေယောဂကျွန်တော်တို့အာလူတွေမဟုတ်လीเนาะကျွန်တော်တို့ကုဆတ်နိုင်တာတရိစံချင်းနဲ့လည်းကုဆတ်တယ် ါခွေးဝဲချင်းကပ်ပြီးတော့မှကူးဆက်တယ်အာကြောင်ကြောင်ရင်းဒါမှခွေးနဲ့ကြောင်အဲ့လိုသူတို့လက်သေးတွေပေါ့နော်သူတို့ဒီ slider လို့ခေါ်တဲ့တူတူလေးတွေယာနေပြီးတော့မှအာဒီ yoga ပို့ကိုသဲဆောင်လာပြီးတော့မှအာဒီ laser ဆိုရင် laser အချင်းချင်းကူးဆက်တယ်အာ laser နေတဆင့်အာလူလည်းကူးဆက်တယ်ပေါ့နော်အဲဆိုတော့ဒီ yoga ကကူးဆက်လာပြီဆိုလို့ရင်အော်ကြောက်စရာလည်းကောင်းတယ်ပေါ့နော်အဲကုသဖို့ ဟိုတကယ်လည်းဖြစ်လာလို့ကုသဖို့လည်းမလိုဘူးပေါ့။ဟောအာကျွန်တော်တို့ဘယ်လိုကုသလို့ရမလဲဆိုတော့ဒီ rabies ကဖြစ်လာလို့ပျောက်ကင်းအောင်ကုသလို့မရဘူး။သူ့ကိုကျွန်တော်တို့ကာဝယ်လို့ပဲရမယ်ပေါ့နော်။အာဒီရောဂါလက္ခဏာတွေသိထားဖို့လိုတယ်ပေါ့နော်။ဆိုတော့ဟိုကျွန်တော်တို့ကာကာဝယ်ဖို့ကာဝယ်ပြီးတော့ကုသလို့ရရဲဆိုတော့ အဲမိမိအိမ်မှာမွေးထားတဲ့ခွေးတော်လကောင်ကြောင်းတော်လကောင်ပေါ့နော်အခြားသောလိမ့်စံလေးတွေကို ribi basin ပေါ့နော်အခွေးဥပြန်ကောက်ဝစီအထိုးထားရမယ်အထားပြင်ဒီလိုအိမ်မွေးလိမ့်စံလေးတွေမင်းများရှိတဲ့အိမ်ဒီမှာဆိုရင်လူတွေလည်းပဲဒီခွေးဥပြန်ကောက်ဝစီအထိုးထားရမယ်ဒီလိုထိုးထားပြီးကောက်ဝထားမှသာလေဒီယောဂါကိုကျွန်တော်တို့အဲကုသလို့ရတယ်ပေါ့နော်ဆိုတော့ခွေးဥပြန်ကောက်ဝစီကတော့ ဖြစ်လာပြီဆိုလို့ရင်ကုသလို့မရဘူးပေါ့နော်မဖြစ်ခင်ကနေပြီးတော့မှကြိုတင်ကဝယ်ခြင်းလုံးမှာပဲသူကုသရရောက်တယ်ပေါ့အဲဒီခွေးပြေယောဂရဲ့လက္ခဏာချက်ချင်းမပေါ်ပေါက်ပေါ့နော်ဒါပေါ်တော့ကျွန်တော်တို့ကြိုက်ခံလိုက်ရတယ်ဒါမှမဟုတ်တသဲနဲ့ကုတ်ချက်ခံလိုက်ရတယ်တန်ရာဖြစ်သွားပြီပေါ့နော်ဒွိထလောက်တဲ့အနေအထားမျိုးမဟုတ်ဘူး တို့ပြင်မဲ့အဲ့တိုင်ရာကတဖြည်းဖြည်းနဲ့ကျွန်တော်တို့အဲလိုရတဲ့ပို့ပြီးတော့မှတရားနာလာတယ်ရှားပြီးရှားလာတယ်ပို့ပြီးတော့ဟိုနာရဲဥစ္စာပုံမှန်နာခြင်းမျိုးပေါ်နေစူးပြီးတော့မှရှားတာနာတာမျိုးဖြစ်လာတယ်ပေါ့နော်အဲဒီတိုင်ရာနေတာပို့ပြီးတော့ရှားလာတယ်ဒါမျိုးဆိုလို့ရင်ကျွန်တော်တို့ကအဲ့ပြုပြန်ယောဂလက္ခဏာရဲ့တစိမ့်တစ်ပိုင်းဖြစ်ပေါင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကကျွန်တော်တရားနဲ့ပတ်သက်ပြီးတော့ ပြောပြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးသာဖြစ်ပြီဆိုလို့ရင်တော့တေချာပေါ့သူပြန်ကဒီထိုးထိုးရပေါ့နော်အဲဒါကကျွန်တော်တို့တိုင်အားနဲ့ပတ်သက်တဲ့ယောဂလက္ခဏာအဲ့လိုမျိုးလေးအထူးချက်သားပေါ့နော်ပုံမှန်တိုင်အားရပြီးတော့မှဖြစ်တဲ့အနာတရလက္ခဏာမျိုးပေါ့ပေါ့နော်ပို့ပြီးတော့မှနာတယ်ရားတယ်ဆူးလာတယ်ပုံမှန်မျိုးဖြစ်တယ်ဆိုတော့အဲဒါဒီကျွန်တော်တို့ပေါ့ဆားလို့မရဘူးအဲလက္ခဏာအခုရှိမယ်နောက်တစ်ခုကကျွန်တော်တို့တကယ်ခွေးယူပြယောဂလက္ခဏာရှိရတဲ့သူတွေကကျတော့ အဲဒီသူတို့ကအဓိကသူတို့အုံနောက်ကိုသွားပြီးတော့မှဒီဆယ်ဒီဒီ virus ပိုးကကြိုက်တဲ့နေရာပေါ်မူတည်တယ်ပေါ့နော်အခြားဘက်တော့ခြေထောက်ကိုကြိုက်တယ်အဲဒီဘယောကပိုးကကျွန်တော်တို့အဲဒီကျွန်တော်တို့အာယုံကြောတွေကိုသွားပြီးတော့မှအုံနောက်စီကြောက်တယ်ဆိုတော့လေအာယုံကြောတွေမထိနိုင်တဲ့နေရာနဲ့ဝေးလေသူကဒီရောဂါလက္ခဏာဖြစ်ဖြစ်တည်မှုကအကြာလေပေါ့နော် အာဆိုတော့တချို့ကဒီလေဘင်းကိုကမ်းမိတယ်အမျက်နှာကိုကမ်းမိတယ်ခေါင်းကိုကမ်းမိတယ်ဆိုလို့တော့ဒီရောဂါလက္ခဏာဒီတပတ်အတွင်းကျွန်တော်တို့ဖြစ်နိုင်တယ်အာဒီခြေထောက်တွေကမ်းမိတယ်ခန္ဓာကိုယ်ဒီကိုယ်ခန္ဓာတွေကမ်းမိတယ်ဆိုတော့လာလာချီကြာတော့မှဖြစ်ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်အာဆိုတော့ဒီအုံနှောင်းနဲ့နီးတဲ့နေရာကိုကမ်းမိလို့ရောဂါလက္ခဏာဖြစ်တာပုံဉာဏ်လေပေါ့အဲဒါမျိုးတော့ကျွန်တော်တို့အာသိထားမှာပေါ့နော်အာဒါမဲ့ ဒီယောဂလက္ခဏာပေါ်ဘူးอ่ะကျွန်တော်လူရဲ့ဒီကိုယ်ခံအပေါ်မှာလည်းမူတည်ရပါတော့အဲကောင်းတဲ့သူကြလို့ရနှစ်နှစ်ချီပြီးတော့มาကြာပြီးတော့มาဒီယောဂလက္ခဏာကဖြစ်ပေါ်လာတယ်ရှိတယ်အဲလိုမျိုးကြာတဲ့အခါမှာဖြစ်လာလွယ်ဒီကံပြီးတဲ့တန်ရာဆိုလကောင်းချက်ကုန်ပြီးတော့တန်ရာဆိုလကောင်းပေါ့နော်အဲ့ဒါပုံပြန်ပြီးတော့มาလာလာတယ်ရှားလာတယ်ဒီ ယောဂလက္ခဏာတွေပေါ်လာတယ်ယောဂလက္ခဏာတွေကဘာတွေလဲဆိုတော့ဒီကုပြယောဂလက္ခဏာဖြစ်တဲ့သူကကျွန်တော်တို့စိတ်ကနာမငြိမ်ဖြစ်တာမျိုးရှိမယ်အစာတောက်တွေမဝင်တော့ဘူးအနောက်ဘက်တော့ကျွန်တော်တို့ရေကိုကြောက်တာအဓိကသူ့ရဲ့ဟာရေကြောက်တယ်နောက်ဘက်တော့ဒီအလင်းအလင်းရောင်တွေလည်းသူကကြောက်တယ်ပြီးတော့ကျွန်တော်တို့ဒီလေလည်းကြောက်တယ်သူကခွေးပြယောဂဖြစ်တဲ့သူကျွန်တော်ရက်တောက်နဲ့ရက်ခက်ကြည့်လိုက်လို့သူအဲ့လေကိုသူကရှူးရှူးကြောက်တယ်ပေါ့နောက်ဘက်တော့ရေတောက်ရတာပုံပြီးခက်ခဲလာတယ်သူ့ရဲ့ဒီ လေကျောင်းကကျင်းလာတော့သူရေတော့မျိုးချမအောင်အရန်ကြောက်တော့နာလို့ပေါ့နော်သူအရန်ကြောက်တယ်ရေကြီးရေခက်ခဲမျိုးချလာတယ်ပေါ့နော်အဲဒါသူ့ရဲ့ရုပ်ကလက္ခဏာတမှာအာတွေ့တွေ့ရတဲ့ရုပ်ကလက္ခဏာတစ်ခုပေါ့နော်နောက်ပြီးတော့သူကဒီစိတ်ရှုပ်တွေးလာတတ်တယ်နော်ဒီရုပ်ကလက္ခဏာဖြစ်တဲ့သူကအိတ်မပြောတော့ဘူးစားလို့လည်းမဝင်တော့ဘူးပေါ့နော်အဲဒါမျိုးတွေဖြစ်လာပြီးတော့မှကျွန်တော်တို့အာဒီပို့ပြီးတော့မှအာ ရုံးရင်းဆက်ကပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ယောဂလက္ခဏာရှိနေတဲ့သူရဲ့နားကိုကျွန်တော်တို့အရင်ကပ်ပြီးတော့မှမနေသင့်ပေါ့နော်ဒီဒီဇိုင်းတရားစားပေါ့နော်မိမိရဲ့ဆင်မျိုးဘောင်နမအပင်မရတော့နေလို့ရတယ်အဲဒီဇိုင်းတရားစားဖြစ်ဒီဆိုလို့ရင်သူကသူ့ရဲ့ဒီစိတ်အနေထားပုံမှန်မဟုတ်တော့တဲ့အတွက်အဲသူသူကနေပြီးတော့ခုတ်ချလိုက်တာမျိုးနော်တခုခုအဲသူသူစီကတတွေးရနေပြီးတော့မှ လာပြီးတော့မှဖြစ်တဲ့သူမှအနာရှိလို့ရင်အတူတူတွေကိုဒါဆိုပြီးတင်ပြီးတော့မှဥဆက်တာမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်လူချင်းချင်းကူးဆက်တာမျိုးဖြစ်ဖြစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အာဒီယောဂလက္ခဏာတွေကတော့အဲသူကကျွန်တော်တို့ဆက်ရှုပ်တွေးပြီးတော့မှကနာမငင်ဖြစ်လာမယ်အစားတောက်တဲ့မဝင်တော့ဘူးညာအိတ်မပြောတော့ဘူးအဲနောက်တော့ဒီအဲခုနကတော့လေရီစီတွေเนาะအာကြောက်လာတယ်အလင်းစူးတွေကိုကြောက်လာတယ်ပေါ့နော်ဒါကတော့ ျွန်တော်တွေ့နေတွေ့နေကြလက္ခဏာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါမျိုးဖြစ်လာတဲ့ခွေးပြေယောဂဖြစ်လာပြီဆိုလို့ရင်ကျွန်တော်တို့ကတော့ကုသလို့မရနိုင်ဘူးပေါ့နော်ဒီယောဂဘုရားသူကဒီအုံနောက်ကိုဟိုရှောင်းရမ်းပျက်စီးစေတဲ့ပြီးတော့မှသေဆုံးစေတဲ့ဆိုတော့လေဒီတော့ဖြစ်လာပြီဆိုလို့ရင်ကျွန်တော်တို့အဲဒါနဲ့နဲ့နဲ့ကနေတပတ်အတွင်းဒါမှမဟုတ်၁၀လောက်အတွင်းမှာပဲသူကအဲသေဆုံးနိုင်တယ်ပေါ့နော်အဲကုသလို့မရဘူး အစိုးမှထားလဲပဲကျွန်တော်တို့ဒီလေးနေမွေနဲ့မောင်နည်းနည်းမောင်တဲ့အခန်းလေးထဲမှာသူထားပြီးတော့မှအဲကျွန်တော်တို့ supportive care ပုံစံမျိုးလောက်ပဲအဲပေးလို့ရတယ်ဗောနော်ဆိုတော့ခွေးပြေယောဂတကယ်ဖြစ်ပြီဆိုလို့ရင်တော့ကျွန်တော်တို့ကပျောက်ကင်းအောင်ကုသလို့မရဘူးသူဒီအနည်းနဲ့မြန်ဟိုတိတ်ဆုံးနဲ့ဟိုဟာဖြစ်စေတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကုသမှုကတော့ အာခွေးပြန်ကောင်းဝင်စီထိုးရမယ်ဘယ်လိုလိုကပို့ထိုးတင်လဲဆိုရအောင်စမ်းကျွန်တော်ရှိရယ်ဒီအမွေတိတ်ဆန်နေတော့လကောက်ပေါ့နော်အာဒီကျွန်တော်တို့တော်ရိုင်းတိတ်ဆန်နေတဲ့နီးဆက်ဆက်လောက်ကန်ရတဲ့သူ့တွေတော့လကောက်ပေါ့နော်အဲသူတို့ဒီအာခွေးပြန်ကောင်းစီကိုပုံမှန်ထိုးတင်တယ်ပေါ့နော်အာပုံမှန်ထိုးထိုးမှသာလဲအဆင်ပြေလိမ့်မယ်သူတို့ဘယ်လိုပုံမှန်ထိုးရလဲဆိုတော့ခွေးပြန်ကောင်းစီကတော့ကျွန်တော်ကာဝယ်စီဆိုလို့ ျွန်တော်စထိုးရဲ့ရဲမှာတစ်ချိန်ထိုးရမယ်။နောက်ပြီးတော့ဒီ9မြောက်မှာတစ်ချိန်ထိုးရမယ်ပေါ့နော်။အဲနောက်ပြီးတော့နောက်ထပ်တစ်နှစ်ကြာတဲ့အခါမှာအဲဒီ booster တိုးအနေနဲ့နောက်ထပ်ထက်ထိုးရမယ်ပေါ့နော်။အဲတော့ဟို0 0 day ပေါ့နော်။စထိုးရဲ့ရဲကဲနောက်9မြောက်ကဲနောက်ထပ်တစ်နှစ်ကြာမှာ booster တိုးရဲ့ဒါမျိုးကျွန်တော်တို့ပတ်ဒီတစ်နှစ်ကိုနှစ်စဉ်ပေါ့နော်။ပုံမှန်ထိုးရမယ်ဆိုလို့ရင်တော့ အာဒီ placement လေးနည်းခက်ခက်နေရတဲ့သူတွေအတွက်အဆင်ပြေမယ်ပေါ့နော်။ဘာလို့လဲဒီကာဝစီထိုးလို့ရတဲ့ immunity cell လေးမှာလည်းပုံမှန်တိုင်းကာဝစီထိုးပေးခြင်းအားဖြင့်ဒီယောဂပုံကိုကျွန်တော်တို့ကာဝယ်ကုသလို့ရမယ်။ဟုတ်ကဲ့ပါကျွန်တော် DVB ကိုအပင်းနေတယ်ကျွန်တော်ပရိသတ်တွေအနေနဲ့ကျွန်တော်နေနေဒီပြပြန် ယောဂနဲ့ပတ်သက်ပြီးတော့မှအဲအချင်းကျုပ်ပြီးတော့မှသိရှိစေချင်တဲ့ဥစားရောအဲဒီညီတိတိရိစ္ဆာန်မဆိုဟိုကိုင်းမိခုံခုံမိရယ်ဆိုလို့ရင်တရားဟုဥစွာပထမရေစေရေရေနဲ့စင်ကြအောင်စေးမယ်ဆက်ပြာနဲ့စင်ကြအောင်စေးမယ်အပိတာတင်းလိုမျိုးစေးရင်လည်းစင်ကြအောင်စေးမယ်အရက်ပြာလိုစေးရင်လည်းစင်ကြအောင်စေးမယ်အဲ15မိနစ်ခန့်ဒီစေကျော်တုတ်တင်ခြင်းကအခုပြန် ရောဂါရှိခဲ့တဲ့လိမ့်စာကိုက်ရင်တော့မှကျွန်တော်ပိုးကောင်ရေတွက်ကိုရောကြစေတဲ့အတွက်အဲ့ဒီဥစ္စာကိုပထမဆုံးအာဥစ္စာအလုတ်တင်နဲ့လောက်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကိုက်တဲ့နေရာပုံမူတည်ပြီးတော့မှအာခွေးပြေရောဂါလက္ခဏာတွေဖြစ်တည်နိုင်တဲ့ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သိရှိတဲ့လေအဲခြေထောက်နဲ့ခြေထောက်ကိုဒီအုံနှောင်းနဲ့ဝေးတဲ့နေရာကိုကိုက်လို့ရင်တော့ခွေးပြေရောဂါလက္ခဏာကအာလက္ခဏာပေါ်ပေါမှုတော့နှေးမယ်ပေါ့နော် အဲကျန်တဲ့ကျင်တော့ကောင်းဥပေါင်းနဲ့ပြီးတဲ့နေရာပေါ့အကိုက်ခံရတယ်ဆိုလို့တော့ယောဂလက္ခဏာပြအမြန်တက်တယ်ပေါ့နော်အဒါလေးကိုကျွန်တော်သိရှိထားရမယ်နောက်တစ်ခုကဒီကိုယ်ဥပေယောဂနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပေါ့နော်အဲဒါမျိုးဖြစ်လာပြီဆိုလို့ရင်သူကကျွန်တော်တို့တာမန်ဟိုကောင်းကိုက်တယ်အဲဒီကြွက်သားတွေနာကျင်ကိုက်ခဲတာမျိုးတွေစတတ်တယ်ပေါ့နော်အဲဆိုတော့အဲဒါမျိုးဖြစ်လာပြီဆိုလို့ရင်ပုံမှန်လဲကျွန်တော်တို့ကောင်းကိုက်တယ် ကြောသားကိုက်ခဲလာခြင်းလာမျိုးရှိတတ်တယ်ပေါ့နော်အဲဒီခွေးကိုက်ခံရတဲ့လူတွေဒါမှမဟုတ်ကြောက်ကုတ်ခံရတဲ့သူတွေကဒါမျိုးလေးဖြစ်လာလို့လည်းလည်းလည်းပို့ပြီးတတိထားပေါ့နော်အဲတာမန်ကောင်းတဲ့တမျိုးမဟုတ်ဘူးနာကျင်တာမျိုးမဟုတ်ဘူးဆိုလို့ရပေါ့နော်အဘရတနိုတီအတက်ရှူရနည်းနည်းမောလာမျိုးကြက်လာမျိုးကျွန်တော်ဖြစ်တတ်တယ်။နောက်ပိုင်းယောဂချင်းတွေကအာဒီပူပြီးပြင်းထန်လာတဲ့ချိန်ကျော်မှာကျွန်တော်ခုနကအဲဒီရေကိုကြောက်တာတို့လေးကြောက်တာတို့เนาะ ရေမြူချရတာခက်ခဲတာတော့တော့ရေရဆာလာပြီမဲ့ရေမြူချရတာခက်ခဲလာတဲ့ယောဂလက္ခဏာဖြစ်လာတော့အဲ့ဒီဥစ္စာပထမတိထားမဲ့ယောဂလက္ခဏာလေးရဒီပုံမှန်ကျွန်တော်တို့ဖြစ်နေကြယောဂလက္ခဏာပုံစံလေးဖြစ်တယ်ပေါ့နော်အကောင်းကိုက်တယ်နော်အကူလက်တင်နာချင်းကိုက်ခဲတာမျိုးလေးရဆာလာဆိုတော့ခွေးပြန်ယောဂလက္ခဏာဟိုချက်ချင်းမဖြစ်နိုင်တဲ့အတွက်ယောဂဒီ ွေးဒီအမွေးတိစံတို့လည်းကောအခြားသောအဲတိစံတွေကိုင်းမိကုန်မိချစ်မိတွေဆိုတာ ਨੇ ဥစ္စာပရမကျွန်တော်တို့မိမိကိုမိဟိုဘယ်လိုမျိုးခံစားရလဲဆိုတော့ဥစ္စာကိုဟိုတိထားဟိုဉာဏ်နဲ့ဆင်ခြင်တတိထားပေါ့နော်တတိထားပြီးတော့မှငါကတော့ကောင်းကြိုက်တာတော့ဒီခွေးကြိုက်ပြီးတော့မှဖြစ်တာလားကိုလက်ကြိုက်ရတာခွေးကြိုက်ပြီးတော့မှဖြစ်တာလားပေါ့နော်ဒါပြင်ကနေရတာ ဟိုဒီတက်ပို့ပြီးတော့မှပုံမှန်မဟုတ်ဘူးပေါ့နော်။ကြိုက်တဲ့နေရာလည်းပဲအဲပို့ပြီးတော့နားနေတဲ့ဆိုတာမျိုးရှိလို့ရင်အဲကျွန်တော်တို့ပမာကုသမှုတွားတော့ကုသမှုဆိုတာကျွန်တော်ခုနခွေးပြန်ကောက်ဝဲစေးကိုတွားထိုးရမှာပေါ့နော်။အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်အာဒီဗီပရိသတ်ကြီးကိုခွေးပြန်ယောဂနာပတ်သက်ပြီးဆိုလို့ပတ်သက်ပြီးတော့မှအာဒီခွေးကြိုက်တာတော့လောက်တော့ ကြောင်ကြိုက်တာဆိုလောက်အောင်နော်သူတို့ရဲ့လက်သေးတွေနဲ့ချီမီကုတ်မိတာဆိုလောက်အောင်မိမိရဲ့နာကိုသူတို့နဲ့ရှာကိုပုံမှန်နာရှိရပါတော့အနာလေးဖြစ်နေတယ်သူတို့ကလာရှာနဲ့ရက်တာမျိုးဖြစ်သွားတယ်ဆိုလို့ရမပေါ်စားနဲ့ပေါ့နော်အဲဘာလို့ဆိုတော့ဒီလေးဆန်ကပုံမှန်ကာဝစီထိုးထားရင်တော့အကြောင်းမဟုတ်ဘူးကာဝစီမထိုးထားဘူးဆိုလို့ရခွေးပြန်ရောကဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုးဖြစ်ပြီဆိုတာလည်း ဥဒမှုကတော့ကာဝစီအဲတွတ်ထိုးရမယ်ပေါ့နော်အဲတွတ်ထိုးဖို့အတွက်မတုံဆိုင်ဖို့ပေါ့နော်မတူရဖို့ပေါ့နော်အဲဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့အတွက်အဲလိုရဲဆိုတဲ့ဥစ္စာလေးကျွန်တော်အနေနဲ့နောက်ဆုံးပြောကြချင်ပါတယ်